ောင်းမဲမင်္ဂလာပါဗျာကြော်ရင်ကြီးမှာတော့ဘာနေပဲတီတီကငါဖះဘီရင်တွေအကြောင်းပြပြသွားမှာဖြစ်ပါတယ်နံပါတ်1ကတော့လူဒီများရဲ့ Zeus ပါ Titan Chronos နဲ့ Rhea တို့ရဲ့အငယ်ဆုံးသားတယောက်ဖြစ်ပါတယ်သူ့ဘီ Chronos ကလူကောင်းတော့မဟုတ်ဘူးဗျသူမိမ Rhea ကလေးမျိုးတိုင်းတယောက်စီမျိုးမျိုးပြစ်တာပါတကယ်တော့လူမျိုးတိုင်းကြောက်လို့ဗျဘောက်ကြောက်လေဆိုရင်အာနာလူမှာကိုကြောက်တာပါသူကိုယ်တိုင်ကသူ့ဘီ Uranus ကိုနမ်းလူပြီးဘီရင်တက်လို့လားသမလို့ဆိုတော့ Zeus မတိုင်ခင်ကလေး9ယောက်တိ Chronos မျိုးချခဲ့ပါ မျိုးချရင်မဲ့နတ်ဖျားတွေဆိုတော့မသေးဘူးဗျဒါကျဲမှာဒီတိုင်းနေနေကြတာပေါ့ဆုစ်ကိုကိုဝင်လွယ်ထားချိန်မှာရေယာတယောက်ထွက်ပြေးပါတယ်တွန်းကျွန်းမှာသွားပုံပြီးတော့ဆုစ်ကိုမွေးခဲ့ရတာပါအဲ့လိုနဲ့ဇုစ်အရွယ်ရောက်လာတော့သူ့အဖေဖိုင်ထဲကနေမော်ဒမန်၅ယောက်ကိုပြန်ပြီးတော့ကဲထုတ်ပေးပါဒါဆိုဆုစုပေါင်း၆ယောက်ဖြစ်သွားပြီပေါ့ဗျာဒီ၆ယောက်ကိုအိုလံပီယံနတ်ဖျားတွေလို့ခေါ်ပါတယ်နောက်ပိုင်းမှာ၆ယောက်ထပ်တိုးပြီးတော့အိုလံပီယံနတ်ဖျားကြီးအတွက်၁၂ယောက်ထိဖြစ်လာတာပါ ဒီအိုလံပီယံတွေကခရိုနော့စ်ကိုဖြုတ်ချခဲ့ပါတယ်။တိုက်တဲ့နွန်ဂီလို့ခေါ်တဲ့ဆယ်နှစ်ကြာတိုက်ပွဲကြီးတိုက်ပြီးတော့ဖြုတ်ချခဲ့ရတာပါ။အဆုံးမှာတော့ခရိုနော့စ်နဲ့အပေါင်းပါတိုက်တယ်။တာတာရက်စ်ငရဲအတွင်းကြီးကိုပြစ်ချခံပြီးတော့ချုံနောက်ခံလိုက်ရပါတော့တယ်။ဒီနည်းနဲ့ဆူးစ်တယောက်နက်ဖျားရရဲ့ဘီရင်ဖြစ်လာခဲ့တာပါ။သူကအိုလံမက်တောင်မှာနေပြီးတော့ကောင်းကင်မိုးကျွန်းနဲ့မုံတိုင်းတွေကိုအစိုးရသူလည်းဖြစ်ပါတယ်။ဆူးစ်ရဲ့အမှတ်အသားတွေကတော့လင်းယုံနဲ့မိုးကျွန်းနဲ့တန်တာဘောတို့ဖြစ်ပါတယ်။နမနစ် နော့စတန်နိုင်ရဲ့ offer လား Odin မဘေဖန်နေဆိုရင် Odin ကိုမသိရလို့ရှိမှာမဟုတ်ပါဘူး SK ရဲ့ဘင်းတကားတော့ရဲ့ဖေးမော်ဆီယာစသည်ဖြင့်ပေါ့နော့စတန်နိုင်မှာ Odin ဘာဝင်ညီနောင်သုံးပေါ့ကိုလောကဘာဝင်နဲ့ Noss ကဘာကြီးဖန်နေခဲ့ပါတယ်အီမေလ်လို့ခေါ်တဲ့ AI မှာ Giant G ကိုတက်ပြီးတော့သူ့ကန္တာကိုအစိပ်ပိုင်းတွေကနေကိုလောကဆိုတာဖြစ်လာတာကဒီကိုလောကကို Idrasil လို့ခေါ်တဲ့ AI မှာအပင်ကြီးတစ်ပင်နဲ့ချိန်ဆထားတာဖြစ်ပါတယ်အဲ့ဒီကိုလောကကြောင့်ဂုံတိရဟော Idrasil မှာကိုရဲ့နဲ့ကိုညာ ။ဟိုတည်းဟာသူ့ကိုယ်သူချိန်ဆွဲပြီးတော့ထူးဆန်းတဲ့ကျင့်စဉ်တစ်ခုကျင့်ခဲ့ပါတယ်။အဲဒီကျင့်စဉ်ကြောင့်မော်တက်တွေတက်ခဲ့ပြီးတော့နာဂတ်ကိုတောင်ကျိုးမြင်နိုင်စွမ်းရှိသွားခဲ့ပါတယ်။နောက်ပြီးဒီထမ်းမိလာပြသူ့မှာမျက်လုံးတစ်ဖက်ပဲရှိရော။ရဲ့အိုတည်းဟာသူ့မျက်လုံးတစ်ဖက်ကိုသူ့ကိုယ်တိုင်စတဲ့ခဲ့တာ။အရာလုံးသိမြင်နိုင်တဲ့ဉာဏ်ပညာပေးနိုင်တဲ့သူ့လေးမိမယားရဲ့ဉာဏ်ပညာရည်ရွယ်ရာရည်ကိုတောက်ရောက်မျက်လုံးနဲ့အလဲထက်လှုပ်ခဲ့တာဖြစ်ပါတယ်။သူ့ရောအရာရာ perfect fit နဲ့နတ်ဖျားလိုတော့ဆိုရမယ်ဗျ။ notes နဲ့ဗျာရဲ့အားလုံးပြင်းကြီးဖြစ်နေတာမဆန်းတော့ ပြစ်မှတ်ကိုဘယ်တော့မှမလွဲတဲ့မွန်လန်တန်ဂုံစနေကြီးကနေကောင်ဟူကင်းမူနင်းတို့ဟာအိုဒင်းအမတ်သားတွေဖြစ်ပါတယ်။အိုဒင်းကဘာဟာလာစစ်တီတော်ရဲ့ခေါင်းဆောင်တယောက်လည်းဖြစ်ပါတယ်။နော့စကဝါရဲ့နီဂွန်ရက်နာတို့အတွက်အစင်းသစ်ဖြစ်အောင်ဘာဟာလာရဲ့မှာအင်းဟင်းရာစစ်တီတွေနဲ့အမြဲထွေးနေလေးရှိသူပါ။ရက်နာတို့ကာလာမှာတော့အိုဒင်းတယောက်ဖန်ရာဝမ်ဘလီမျိုးရာခံရမှာလို့ရှေ့ပြောတခုရှိပါတယ်။ဒါပေမဲ့ဒါရှေ့ပြောဖြစ်ပြီးတော့ရက်နာတို့ကာလာအခုထိရောက်မလာသေးဘူးလို့ဆိုရမှာဖြစ်ပါတယ်။နံပါတ်2အီဂျစ်နေနေဗျာရာ ဒီရစ်ဌာနကြီးကတော့ကဘာဥစမှာဘာမှမရှိပါဘူးရေတွေပဲရှိပါတယ်ရေကနေပြိမကြီးတစ်ခုပေါ်လာပါတယ်ပြိမထိန်မှာကြာပန်းတစ်ပွင့်အလင်းနိုင်တစ်ခုနဲ့တွဲပြီးတော့ပွင့်လာတော့ဒါနေနဲ့ဘုရားရောရဲ့မွေးဖတ်မှုပါသူကမှတစင်းကောင်းငယ်မြေကြီးစတဲ့အစိပ်ပိုင်းတီးတီးကိုကိုစားပြုတဲ့နတ်ဘုရားတွေကိုဖန်တီးကြတာဆိုတော့နတ်ဘုရားအလုံးရဲ့ဖခင်ကြီးဘရာပေါ့ဗျာရှေးကြီးတွေရဲ့ယုံကြည်မှုရတော့ကျွန်တော်တို့မနက်ခင်းချိန်တွေမြင်နေရတာကရောရဲ့ကျေးဇူးကြောင့်လေဗျာ နေ့မှမနေလေစင်းကောင်းကင်တစ်လျှောက်အလင်းပေးသူဖြစ်ပါတယ်။ညမှမှာတော့မေအောက်ကွာကိုခီးနေမွေးအစ်ဘက်နဲ့တိုက်ဆိုင်လေးရှိပါတယ်။အစ်ဘက်ကိုတခါအောင်နိုင်တိုင်းနေ့တစ်ခုထုံလင်းတယ်လို့ယုံကြည်ကြတာပါ။အဲ့ခေတ်ကဖာရိုဘီနေရသူတို့ကသူရာရဲ့သားမြေလို့ယုံကြည်ကြတဲ့အထိတကိုးကြီးထွားခဲ့တဲ့နတ်ဖျားတစ်ပါးလည်းဖြစ်ပါတယ်။နံပါတ်၄မာတက်မာတက်ကတော့မက်ဆိုပိုတေးမီးယားဒေသဘေဘီလုံနီးယားရဲ့အထွတ်ထိပ်နတ်ဖျားတစ်ပါးဖြစ်ပါတယ်။ဒါရောဘေဘီလုံဆိုးပြီးတော့မဖြစ်လာခင်နတ်ဖျားနှစ်ယောက်ရင်ရှိခဲ့တာပါ။ ရေချိုနဗျာအပ်စုနဲ့ရေငန်နဗျာမှတရားမတော်ဟာတရားမဲဆိုတာလည်းနည်းနည်းရရတော့မဟုတ်ဘူးဗျငကားနဗျာမှကြီးပါအဲ့မှာအပ်စုနဲ့တရားမတော်ပေါင်းစည်းပြီးတော့အချမ်းနဗျာတွေကိုခန်းစင်းပါတယ်ဒီနဗျာငယ်လေးတွေကနောက်ပိုင်းမှာအာနာဖီဆန်လာပါတယ်အန်စုလို့ခေါ်တဲ့နဗျာကအပ်စုကိုတုပ်တင်လိုက်တဲ့အထိအခြေအနေတွေဆိုးွားခဲ့တာပါဆိုတော့သူ့ခင်မုန်းကိုတတ်ရမလားဆိုပြီးတော့တရားမဲတယောက်ပေါက်ကွဲပါတော့တယ်အဲ့ချိန်မှာဒေါသထွက်နေတဲ့တရားမဲကိုဘယ်နဗျာမှမရှင်ရဲခဲ့ပါဘူး မာတက်လို့ခေါ်တဲ့နတ်ဖျားတစ်ပါးလွှဲရင်ပေါ့ယူနဲ့တိုက်ကြခိုက်ကြရင်မာတက်ကတီယမက်ကိုတတ်နိုင်ခဲ့ပါတယ်တီယမက်ရဲ့ခန္ဓာကိုကောင်းနေတဲ့မြေကြီးဆိုပြီးနှစ်ချမ်းခွဲဘေဘီလုံဖန်တီးခဲ့တာမာတက်ကိုဖန်ဆင်းရှင်ဖြစ်အတိမဲ့ပြုကြသလိုဘေဘီလုံမျိုးရဲ့အဆောင်ရှောင်နတ်ဖျားလည်းယုံကြည်ခဲ့ကြပါတယ်နမငါကက်ဆက်ကိုတဲနောက်ဆုံးတစ်ယောက်ကတော့မက်ဆိုအမေရိကန်ဒန်နာကြီးရဲ့နတ်ဖျားကက်ဆက်ကိုတဲဖြစ်ပါတယ်ကဇဂိုတဲကတော့မြောက်အမေရိကမက္ဆီကိုဒေသနဗျာရိုရဲ့ဘုရင်တယောက်ဖြစ်ပါတယ် သူ့ရဲ့ပုံစံအမွေးပါတဲ့မွေးတကောင်ပုံစံမှာကဲစကူတရားလေမိုးနဲ့ညံမညာတို့ကိုစားပြည့်ရဲ့နတ်ပြားတော်ဖြစ်ပါတယ်အစုံနေတော့ပြောလို့ကျေးဇူးတင်ပါတယ်ဗျာဗီဒီယိုလေးကိုကြည့်နေတဲ့တယ်ဆိုရင်တော့ like and subscribe လုပ်ပြီးတော့မမေ့ပါနဲ့ဦးနော်